စ်စွာသောမိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစိန်နီးစပီကာနေပြီးတော့နှုတ်ခွန်းဆက်တာခါတော့ပြုလိုက်ရပါတယ်ခင်ဗျာတီတီဒါနာနေနဲ့ပလီပလာမပြောတတ်တဲ့စိန်နီးစပီကာပြန်လည်လို့ရောက်ရှိလာပါပြီဂုံပြူတိုက်သူကိုဂုံပြူရတာမင်္ဂလာတပါးပါပဲတော်လည်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ ျွန်တော်မြမပြည်ကြီးပြည်သူပြည်သားတွေတိုင်းရင်းသားညီကိုမောင်နှမတွေအမိမြေကိုကာကွယ်နေကြတဲ့ PD ရဲ့ရဲဘော်တွေအားလုံးကိုဒီနေရာနေပြီးတော့ကျေးဇူးတင်ကြောင်းနဲ့ဂုံပြုတ်တိုက်သူကိုဂုံပြုတ်လိုက်ရပါတယ်ခင်ဗျာဒီအချိန်မှာကျွန်တော်မြန်မာနိုင်ငံကြီးဟာတကယ့်ကိုဖျားနာနေတ ဘာကြောင့်ပြားနာနေလဲလက်တစုပ်စာစစ်မိတ်စာတွေကသူတို့အာနာတည်မြဲဖို့သူတို့နေရာမပြောက်ဖို့သူတို့ကောင်းကောင်းနေကောင်းကောင်းစားရဖို့ပြည်သူတွေကိုနင်းတက်ပြည်သူဗန္နာငွေတွေကိုတုံးဖြုံနေလိုက်ကြတာဗျာအရင်ကကျွန်တော်တို့ရဲ့ မိခင်ကြီးလူလူခေါင်းဆောင်အကြံပေးပုဂ္ဂိုလ်အမေဒွန်ဆန်းစုကြည်ရဲ့လောက်ရတစ်ခုဖြစ်တဲ့တဘာဝဘေးအန္တရာယ်နဲ့ကြုံတွေ့နေရရင်အလွယ်တကူတွားလို့လာလို့ရအောင်ဆိုပြီးတော့ husky လေးတစီဝယ်ခဲ့မိပါတယ်သူ့ကိုရေးကိုတာအတွက်လည်းမပါပါဘူးအဲ့တော့ကိုရေးကြီးခွင်ကျယ်လောက် နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကမဲပေးတဲ့အရာကိုမဲလိန်တယ်ဆိုပြီးတော့ပုံမှန်အကြီးတက်ပြည်သူတွေအတွက် husky ဝယ်လိုက်တာကိုပုံမှန်အကြီးကြီးတက်ပြီးတော့ဖန်စီချုံနှောင်ခဲ့တဲ့စစ်မိတ်စာစစ်ခေါင်းဆောင်ကြီးကဲအခုတော့ဗျာ ကြည့်ကြသမ်းပါဦးသူတို့မိသားစုစီးဖို့သူတို့မိသားစုလွယ်လွယ်နဲ့ထွက်ပြေးလို့ရအောင်လေရင်မြန်ကြီးတော်ဝယ်လိုက်ပါပြီတဲ့ဗျာခေါင်းစဉ်တက်တာကတော့နိုင်ငံတော်အတွက်ပေါ့အဲ့လေရင်မြန်ကြီးကိုဘသူတွေစီးနေရလဲနိုင်ငံတော်ပေါ့နိုင်ငံတော်ပိုင်လေရင်ကြီးတဲ့မြန်မာနိုင်ငံမှာသူ့အရင်တော့ဘလို့လေရင်နဲ့သွားနေတယ် မျိုးသားအဲအားလိုင်းရလင်းရင်နေကောင်းပါလေဒီတဲ့ကောင်းကျင်လားအခုခရိုနီကြီးတွေရှိရလင်းယူတုံးပြီးတော့လဲသွားလို့ရပါလေအပိုင်ကင်လိုက်တာကတော့မိသားစုအတွက်လင်းရင်မြန်ကြီးဝယ်စည်းလိုက်တာပါသူကြတော့ဟောသူ့ကိုဘယ်သူကတရားစွဲမှာလဲတရားစွဲမယ့်လူမရှိတော့ဘူးလား ခမရတို့ချင်းချင်းရောတရားမဆွေးကြတော့ဘူးလားကဲကြည်ခမရတို့ဘက်ကနေပြီးတော့လော်ဘီတွေလုံနေတဲ့ဘောမာတွေခေါင်းပြူတို့ကြောင်မျိုးမင်းတို့ကြောင်စိုးဦးတို့ကဲမင်းတို့ပြောကြလေအာသီးတွေပြိနေကြပြီလားမင်းတို့မပြောရဲတော့ဘူးလားဟမ်မပြောရဲကြတော့ဘူးလား မင်းတို့ပြည်သူလူတွေတွေကြတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးမင်းတို့ကပြောနေလိုက်ကြတာမင်းတို့ကပြောတဲ့စကားတစ်ခုရှိပါလေဖက်ခွက်စားဖက်ခွက်စားလို့ငါတို့အမှုပညာသမားတွေပြောတယ်သူများနိုင်ငံကိုအားကိုးပြီးတော့မြန်မာပြည်သူပြည်သားတွေကိုဒုက္ခပေးနေတဲ့အမှုပညာသမားဖက်ခွက်စားဖက်ခွက်စားလို့ပြောတယ်ဖက်ခွက်စားဆိုတဲ့အရာရောမင်းတို့ သိလားဘယင်လုတ်တဲ့လူကမြာစိမ့်ဘက်နဲ့ပွဲတော်တည်ပြီးတော့ကကြည်တယ်ဒီကနေရှေ့မှာကနေတဲ့အချိန်မှာသူစားတဲ့မြာစိမ့်ဘက်တော့ဘဒူမှမကြွေးဘူးအောက်ကမူကြီးမက်ရာပေနာပတိတွေလည်းမကြွေးဘူးကကြည်တယ်ဒီကအရန်တော်လုံးအားကြီးလို့ ဖက်ခွက်လေးနဲ့လှုပ်ထားတဲ့အစာအစာကိုကျွေးတာအဲ့နောက်ကိုမနာလူတဲ့မူကြီးမက်ရပေနာပတိတွေကဖက်ခွက်စားဖက်ခွက်စားလို့ပြောတာဖက်ခွက်စားလို့ပြောရင်ဘယင်လဲပါတယ်စကားတစ်ခုကိုစစ်စစ်မြင့်မြင့်မသိပဲနဲ့မပြောကြပါနဲ့ဖက်ခွက်စားဆိုတာငါတို့မဟုတ်ဘူးမင်းတို့တွေမှဖက်ခွက်စား ဘောမာပြီးစားတယ်ဖက်ခွက်စားမင်းတို့တကယ်တတိရှိရင်မင်းတို့ငါပြောထားတာပဲကြိုက်တဲ့နေရာကိုငါတို့ပြောလာမင်းတို့လာချင်းရင်ပေါ့မင်းတို့မှဲ့တော့မစွန်းစေရဘူးလက်ဆွဲနှုတ်ဆက်မယ်အပြန်အလှန်ပြောကြမယ်လာရဲလားဘယ်နားလာရဲလဲကင်းပြင်းနဲ့အဆက်လာရဲလားရိုက်ကိုထိလာရဲလားကချင်ကိုလာရဲကြိုက်တဲ့နေရာကိုလား မင်းတို့တက်တီရှိလေဖန်းဒန်းစီပြီးတော့မင်းတို့ပြောမနေကြနဲ့ငါတို့တွေကဇွဲလုံးလာဝရိယာတွေနဲ့အာနာရှင်ကိုတိုက်ထုတ်နေတာတဘုံထပြီးအုံကြွနေတာတဘုံဆိုတာမင်းတို့တိအောင်လို့ထပ်ပြောပြလိမ့်မယ်ဆရာဆန်လဲတဘုံထခဲ့တာပဲတခင်ဖိုးလာကြီးလဲ တဘုံထားခဲ့တာပဲဘိုးမြထိုးလဲတဘုံထားခဲ့တာပဲဘိုးမေးအောင်လဲတဘုံထားခဲ့တာပဲပကံဘိုးချိုးပုတ်ပားကဘိုးနဲ့ကြော်အကုန်လုံးကတဘုံထပြီးအုံကြွခဲ့တာအခုလဲငါတို့ကမင်းတို့ရဲ့စစ်မိတ်စာတွေကိုတဘုံထပြီးတော့အုံကြွနေတာဆိုတာမင်းတို့ခေါင်းထဲမှာမြင်းမြတ်ထား တမိုင်းဆိုတာရေးเสียမလို့နောက်ကရေးမဲ့လူရှိတယ်မင်းတို့ရဲ့တားစင်မြင်းဆက်ခေါင်းပြူကြောင်မျိုးမင်းကြော်ဆိုးဦးမင်းတို့တွေငါအစီအစဉ်မှာတခါမှနာမည်တက်ပြီးမင်းတို့မပြောဘူးဒါပေမဲ့အခုပါကြောင်ပြောတာလေမင်းတို့တမိုင်းလှအောင်မင်းတို့ရေးပါရှင်းတယ်နော်ကြိုက်တဲ့လူလားကြိုက်တဲ့ပေတံနဲ့ထောက်လို့ရတယ်ငါတို့ ပြည်သူမျက်ရည်ကြောက်မလုပ်ဘူးသေးဘူးပြည်သူငိုရင်ငါတို့ငိုတယ်ပြည်သူရင်ရှိတယ်ပြည်သူရှေ့မှာစိန်သီးဆိုတဲ့ကောင်ရှိတယ်မင်းတို့ပြည်သူရှေ့မှာရှိလားဟမ်မင်းတို့ဘာတွေလုပ်ခဲ့လဲ27တော်လန်ရေးကြမှာအမီလေးနှံ့ပြီးထလာတဲ့ကောင်တွေတခင်အားရကျွန်ဘာဝခွေးမိကောင်ကြည်တော့ဆွတ်တဲ့ကောင်တွေကောက်ရိုးပုံစောင့်တဲ့ခွေးတွေကဲ ထားလိုက်ပါတော့ဇက်လန်းလေးကတော့ပေါ်လာပြီဗျာဘာဇက်လန်းလဲဆိုတော့မြင်းကလေးကိုဗန်းပြဖြော်ရည်ရေးအစီအစဉ်ကြီးကိုလှုပ်တော့မဲ့အမျိုးချစ်တဲ့ဖိုးချစ်လို့ပြောနေကြတဲ့ဇမင်းသားလေးမောင်ဖိုးချစ်ကဲတစကန်ထလာပြန်ပြီဗျာသူ့အကြောင်းကိုဒါနဲ့ဆိုကျွန်တော်သုံးခါရှိသွားပြီပြောတာ မပြောတော့မပြောချင်ပါဘူးဒါပေမဲ့ပြောရတော့မယ်မပြောမပြီးမတီးမမြီမှုတ်လို့ကျွန်တော်ကပြောရတာဖိုးချစ်ရေငါညီမင်းကိုငါပြောချင်တယ်မင်းအရင်တော့ကဘာပြောခဲ့လဲကြိုက်ကိုမကြိုက်ဘူးကြိုက်ကိုမကြိုက်ဘူးဆိုပြီးခမောင်ကြီးစောင်းပြီးတော့မင်းပြောခဲ့တဲ့စကားမင်းမရှက်ဘူးလားရှက်တတ်ရင်မင်းလဲသေးလို့ရတယ် အခုလဲကြည်ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုတွားပြီးတော့ကပြမယ်တဲ့မြင်းကလေးရင်အတွက်တဲ့ခေါင်းစဉ်ရတော့လှတယ်ကျင်းသေးတာတကူကတော့မင်းကလှူနေတာမဟုတ်ဘူးမင်းကယူနေတာဘာကြောင့်ယူနေလဲလို့ငါပြောအရင်တော့အဲဟိုရက်ထဲမှာစော်အုံးနေတဲ့ အဲအတန်ချက်ဆက်နဲ့စော်နေတယ်ဘုရားလူကြီးတွေပြောတယ်လေဟာလူလာယူလာနဲ့တူပဲလူလာယူလာမဟုတ်ဘူးအဲ့ဒီစကားမဟုတ်ဘူးမင်းကမင်းနာမည်ဖိုးချစ်ဆိုတဲ့ဥစ္စာကိုလူတိအောင်လို့မင်းနာမည်ကြီးအောင်လို့အမျိုးမျိုး အမျိုးမျိုးအမျိုးမျိုးအမျိုးမျိုးနဲ့မင်းလှုပ်ခဲ့တာဖိုးချစ်ဆိုတဲ့မင်းနာမည်ကြီးလာတယ်စုကရေးဒီမှာ ကျော်ရှိန်ထွတ်တည်သွားပါပြီသူ့ကိုအမိပြုတ်ပြီးတော့မင်းနာမည်ကြီးလာတယ်အတူချုံပြီးတော့ပဲပြောမယ်နော်နာမည်ကြီးလာတယ်မင်းနာမည်လေးလည်းရလဲရရောမင်းရဲ့ကျေးဇူးရှင်ဖြစ်တဲ့ကျော်ရှိန်ထွတ်ကိုကန်လွတ်လိုက်တယ်မှတ်မှတ်ရရငါတို့တီးလေးသည်မြမပြူ2017ကပြန်လာတဲ့အချိန်မှာ2012မှာ တထုံဖျားပွဲကြီးမှာကျော်ရှင်ထွတ်ဇက်နဲ့တွေ့ခဲ့တယ်။ကျော်ရှင်ထွတ်မှာငါတို့တွေ့ပြီးတော့ငိုလိုက်တာဖိုးချစ်ကသူ့ကိုဘလို့ပြန်မကြည့်ဘူးသူ့မှာဒီလိုလေးလုံနေရပါလေအစားအဆုံးကမပြောတော့ဘူးဖိုးချစ်တည်တော့မှမင်းကမင်းသားပြီပြီရမက်စီတီးပြီးတော့မင်းကကျေးဇူးရှိရင်ပါဘူးလို့ပြောခဲ့တယ်ဟုတ်ပြီကျော်ရှင်တက်ကိုခဏထားလာလိုက်တည်သွားပြီမို့လို့ပြီးလဲပြီးတော့တဖြည်းဖြည်းတဖြည်းနဲ့ဥစ္စာလုံလာတယ်မင်း ထက်တက်လာတယ်။ Fatherland စောက်လို့ရေကုမ္ပဏီ။အာမင်းကိုပတ်မိုးလိုက်တာဖိုးချစ်ကို Fatherland စောက်လို့ရေကုမ္ပဏီ။ဒီဇက်ဝင်ပစ္စည်းနဲ့ပတ်သက်တယ်မင်းဘာလုပ်လဲကြိုက်တာလို့မင်းကိုပတ်မိုးတာ။ Fatherland ကနေပြီးတော့တရားအမှုလဲယင်လဲယင်ဆိုင်လာ哦 Fatherland ကိုမင်းကဂယုတောင်မဆိုင်တော့ဘူး။ဥပခါအောင်မင်းပြုတ်ပြီးတော့အခုမင်းကဘာလဲ CV ban ဥက္ကဋ္ဌကြီးကိုအဖေ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 ဆိုပြီးတော့တော်နေတယ်။ ဩအခုတက်ဒီမင်းကောင်းတယ်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 လှုပ်ရှားတတ်တာပေါ့နိုင်ငံရေးမှာလဲနိုင်ငံရေးအလျောက်မင်းလှုပ်ရှားတတ်တယ်ဘူဂျူအောင်ဆန်းပြဇာတ်ဒီပါဒီကပြီးတော့မင်းလှုပ်ရှားတတ်တယ်အခုလဲမင်းကြီးမကြိုက်ဘူးမကြိုက်ဘူးလို့ပြောပြီးတော့ ဘဇက်ကသာမကြိုက်ဘူးလို့ပြောနေမင်းနှလုံးသားထဲမှာလွန်မမလွန်စံနိုင်တာမင်းအုံနောက်ကမှမလွန်စံနိုင်လို့အခုမင်းဘောဆက်မနေတယ်လို့ပဲငါပြောမယ်ကွာဖုတ်ချစ်အထင်လဲငါမကြည့်ဘူးဒါပေမဲ့အရင်တုန်းကမြို့ငါလေးစားခဲ့တယ်ငါတဲ့ငယ်ပြင်မဲ့အာကောင်းလေးလုံနိုင်တယ်လုံနိုင်တယ်ခိုင်းနိုင်တယ်စူးစမ်းမှုလေးရှိတယ်လေးစားခဲ့တယ်တဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုတော့မင်းရဲ့လောက်ရက်တွေအကုန်လုံးက မင်းမှန်တာတွေလုတ်ခဲ့တယ်မှားတာတွေလည်းရှိမယ်မင်းလုတ်ခဲ့တဲ့အရာတွေအကုန်လုံးကဒီအချိန်မှာတဲတဲ့ရေတုံဖြစ်သွားပြီမင်းရဲ့ဇတ်သူဇတ်သားတွေကိုကြည့်ခဲ့တာဟုတ်ပါတယ်မင်းကြည့်ခဲ့တယ်ရှေ့ဆောင်နွားလာဖြောင်းမြောင်သွားမှနောက်နွားတတိုက်ဖြောင်းမြောင်လိုက်ပြီလေမင်းကြွေးထားတော့တော့ okay ဗောကိုကြီးဖိုးချေကိုကြီးဖိုးချေအကုန်လုံးကကိုကြီးဖိုးချေကိုကြီးဖိုးချေနဲ့လုံနေကြတယ်ထားလိုက်ပါတော့ ဒါတွေမပြောတော့အခုလည်းမင်းဘန်ကောက်မြို့မှာလာပြီးတော့မင်းရနေတော့လာကမယ်တဲ့။ကောင်းပါလေ။ဘန်ကောက်ထိုင်းနိုင်ငံနဲ့ကချနာဘူရီခရိုင်နော်အဲ့ဒီမှာမင်းကလာပြီးတော့မြို့ရွှေမန္တလေးဖိုးချစ်ဇက်အလားတပင်ဆိုပြီးတော့မင်းလာကမယ်။ကပါမင်းကိုမကနဲ့မပြောကပါ။အမှုပညာသမားဆိုတာမင်းသားဆိုရင်လည်းကမှဇမင်းသားဆိုရင်လည်းကမှစိတ်ချမ်းသာတာ ရုပ်ရှင်မင်းသားဆိုရင်လည်းရိုက်ရမှာစိတ်ချမ်းသာတယ်တရုတ်ဆောင်တွေအကုန်လုံးမလုပ်ရဘူးမကြင်ရဘူးဆိုရင်ငါတို့ဘဝကြီးကတည်ရွာတယ်လို့မျိုးပဲဒါပေမဲ့မင်းဘဝမတည်ပါဘူးမင်းဘဝမတည်ပါဘူးမင်းနောက်မှာခုနေနေတဲ့လူတွေအကုန်လုံးထပ်ပြောပြလိုက်မယ်ကွာမင်းတို့တချင်းရေးပေးနေမြန်မာတိုင်းရှန်ထုံးနေအတူတူပဲငါတို့နောင်တော်ကြီးတွေပါ ငါတို့ဆီယာမာကြီးရဲ့ပဏ္ဏရာเจ้าမှာအမေဒေါ်ကောလိမ့်မြင်ရင်တာမြမသာရှန်ထွန်းသူ့တချင်းကပထမဦးဆုံးသူ့တချင်းကအဲ့တချင်းတော်မှသူအနိုင်လို့ဘလူတော့မပေးသေးဘူးပဏ္ဏရာเจ้าမှာပတလားလေးနဲ့လာဆိုတာငါတို့ယောက်ျားအမျိုးသားခန်းထဲမှာအချစ်ဆိုတာပူလောင်နေမိတော့ငယ်တခုပဲသူမပြုတ်မိမိမှုစဉ်းစားကြည့်ပါခု အဲ့ဒီချင်းတို့ငါတို့နားထဲမှာဆွဲနေတာတကယ်တကယ်အနိုင်လို့ဘတို့ကအဲစီးတီးတွေပဲထုတ်ပြီးတော့လဲလို့လို့ဟာအချင်းငါကြားဘူးတော့ဟုတ်တာဘောဒါကိုရှန်ထုံးရေးခဲ့တဲ့တခြင်းမြမသာရှန်ထုံးတော်မဖြစ်သေးကိုရှန်ထုံးရေးခဲ့တဲ့တခြင်းသထားလိုက်ပါသူလက်ထုံနီးတူပဲဘောမလိုက်တာ68တုံးကလည်းဟိုလိုလိုဒီလိုနဲ့ဘောမတယ်အော်ပြီးတော့ဒီအမေစုလက်ထက်လဲကြာလဲကြာတော့ဟာဘလို့လို့ဘာဖြစ်နေညာဖြစ်နေတခြင်းနေရေးပြီးဘူဂျူအောင်ဆန်းအာအပြောတွေနဲ့အလဲမှာညှက်ထိပ်ပြီးတခြင်းနေရေးပြီး ဟုတ်မလို့လို့ဟုတ်မလို့လို့ဟုတ်မလို့လို့ ਨੇ ပြီးတော့ဒီဘုတ်ထဲကဒီပဲယူရယ်မင်းတို့မလွန်ဆန်နိုင်ဘူးငွေရောမလွန်ဆန်နိုင်ဘူးမလွန်ဆန်နိုင်အဲအဲ့ဒီချင်းတို့ဖြစ်နေတယ်ငတ်ပြီးမတည်တော့ပါဘူးငတ်ပြီးမတည်တော့ဘူးမင်းတို့ကစီဘူးထောပတ်တွေစားပြီးတော့မင်းတို့ကကောင်းကောင်းနေကောင်းကောင်းစားနေတယ်တော်ရဲရနေပြီးတော့နိုင်ငံတော်ကိုပြုပြင် ပြောင်းလဲဖို့မြမပြည်ကြီးကိုပြုပြင်ပြောင်းလဲဖို့တိုက်ပွဲဝင်နေတဲ့ကလေးတွေက ရှူရှဲတထုပ်ကို၃ရောက်မျှစားပြီးတော့မင်းတို့မြန်မာပြည်မင်းတို့မြို့ပေါ်ကနေတဲ့လူတွေအတွက်ကောင်းကောင်းနေကောင်းကောင်းစားဖို့အတွက်အသက်တွေကိုပေးပြီးတော့ဘဝတွေစရေတိုက်ပွဲဝင်နေရတာမင်းတို့မမေ့နဲ့ထပ်ပြီးပြောလိမ့်မယ်နော်အမှုပညာနဲ့ကြိုက်တဲ့ဘက်ကဆန်းလို့ရတယ်ဖို့ချစ် ငါတို့တက်ခဲ့တဲ့စီမနှုတ်ဖြောက်ခွားဆိုတာစောက်ယူထပြီးရခဲ့တဲ့ဥစ္စာမဟုတ်ဘူးပန်နီယာကြောင်းမှာ၃နှစ်တင်ခဲ့ရတာအကကိုစစ်စစ်မြင့်မြင့်တက်ခဲ့လို့မင်းကငါပြောနေတာမင်းကအမှုပညာနဲ့ငါပြောနေတာမဟုတ်ဘူးအမှုပညာဆိုတဲ့မျိုးချစ်စိတ်ဓာတ်နဲ့မင်းကိုပြောနေတာ ပြီးတော့အမှုပညာကြီးပြည်သူအတွက်လို့မင်းတို့ပြောပြောနေတာဘယ်တော့မှမပြောနဲ့တော့ယုံဖို့ကောင်းတယ်ကွာမပြောနဲ့တော့ထားလိုက်တော့မင်းเจ้าကတိတ်ပြီးတော့မပြောကျင်တော့ဘူးဒါလည်းဆိုတော့တော့ငါရှိွားကြီးပြောနေတာပြောပါများရဲ့အရေးထူွားလိမ့်မယ်မင်းလည်းမင်းလှုပ်ချင်တာလှုပ်ငါလည်းငါလှုပ်ချင်တာလှုပ်မယ်ဒါပေမဲ့မင်းနဲ့ငါနဲ့လှုပ်နေတဲ့အလုပ်ကတော့မတူတာတော့ချင်းသေးတယ်ငါကပြည်သူအတွက်လှုပ်နေတာမင်းကဘောမှပြီးတော့မင်းအတွက် မိစ္ဆာကောင်တွေအတွက်မင်းကလုံနေတာမင်းကိုမင်းအစရိခံနေတာငါတို့ဇရိခံနေဆိုတာပြည်သူအတွက်ဇရိခံတာအဲ့လောက်တော့မင်းသိဖို့ကောင်းဟုတ်ပြီဒါလေးပါတော့ဒီပိုင်းတော့တွေမှာကျွန်တော်ညီလေးတွေကျွန်တော်တို့တရင်လေးတွေရေးပေးတဲ့အချိန်ကျတော့ခေါင်းစဉ်လေးတွေအရင်လှတယ်ဗျာဘာခေါင်းစဉ်လဲဆိုတော့ရုရှားမှာတဲ့နေဝင်တော့မဲ့ဘူဂျုတ်ယူကြီးကဲကဲပဲကြည့်လို့ကြားတဲ့စာညံ့မလားတော့မပြောတတ်ဘူးသူတို့နိုင်ငံမှာသူတို့ဖန်နေသူတို့ကျင်းပတာကို ကိုယ့်ဘန်နေကိုနော်မြမပြည်ထဲမှာနေပါသွားပြီးတော့ရှာမရှိပါနဲ့ပြီးတော့နောက်တစ်ခုကပါလေကိုယ့်ဘန်နေကိုကိုယ့်လုံခြုံရေးနဲ့ကိုနေပါအဲ့လိုမနေပဲရုရှားနိုင်ငံရဲ့နော်နှစ်80ပြည့်အခမ်းအနားပွဲကြီးကိုတက်ရောက်မယ်တဲ့ဗျာနော်အဲ့ဒီမှာလဲ तू ကတော့ဘ ෝජ ုယူရတော့ကြောက်လားမကြောက်လားတော့မသိဘူးရုရှားနိုင်ငံကခေါင်းဆောင်ကိုပူတင်ကြီးကတော့ကြောက်နေပြီဗျာ ဘာကြောင့်ကြောက်တာလဲဆိုတော့အဲသူတို့အခုဒီ180ပြည့်အခမ်းအနားပွဲကြီးကိုလုပ်တဲ့နေ့ရက်3ရက်ပေါ့နော်အဲ့3ရက်ကိုတဲ့ဒီယူကရိန်းကိုလှမ်းပြီးတော့သူကနေပြီးတော့ကြောက်ကန်ကန်ပြီးတော့သူကနေပြီးတော့လှမ်းပြောတာလေအဲ့3ရက်ကိုအပြစ်ခတ်ရက်ဆဲပေးပါတဲ့အဲ့ဒါကိုယူကရိန်းတမရားနေပြီးတော့ပွင့်ဝင်လင်းလင်းပဲပယ်ချပလိုက်ပါတယ်ပယ်ချမှာပေါ့သူတို့ရှိမှာနေဒူးနေမြက်တွေတုံးကရောပူတင်ကရက်ပေးလို့လား ဟမ်ပူနေရရပေးလို့လားမလုံးပါနဲ့လို့ပြောနေတယ်အတန်တန်တားနေတဲ့ဂျားတွေကပူတင်ကလုတ်ပြအောင်လုတ်တာပြစ်ပြအောင်ပြစ်တာလေရင်နေနဲ့ဘုံကျဲပြအောင်ကျဲတာအခုကြမှာဘာလဲသူတို့ရဲ့အခမ်းအနားပွဲကြီး၃ရက်တိုင်တိုင်ကျင်းပမှာဟိုခိတရက်ပေးပါဆိုတော့ကြောက်ကန်ကန်နေပြီဗျာအဲ့ဒီဂျားထဲမှာမှကျွန်တော်တို့ရှီရ ဘိုးချုပ်ယူကြီးကလည်းအဲ့ဒီအခမ်းအနားပွဲကြီးကိုတက်မယ်တဲ့တရုတ်ခေါင်းဆောင်ကြီးကလည်းအဲ့ဒီအခမ်းအနားပွဲကြီးကိုတက်မယ်ဆိုတော့ကဲယူကရိန်းသမ္မတကိုကျွန်တော်တို့ကဒီနေရာနေပြီးတော့ဂုံပြုတ်တဲ့အနေနဲ့ယူကရိန်းသမ္မတကြီးရေတကမာလုံးဝစိတ်ချမ်းသာသွားရအောင်မြန်မာနိုင်ငံကဗိုလ်ချုပ်ယူကြီးအပါအဝင်တကမာလုံးကိုနှောက်ရက်နေတဲ့ ရုရှားကိုပူတင်ကြီးနဲ့တရုတ်ကြီးကိုလည်းနည်းနည်းပါးပါးပညာပေးလိုက်ပါလို့ဒီနေရာနေပြီးတော့တကမာလုံးကိုစားမြမပြည်သူပြည်သားတွေရဲ့ကိုစားကျွန်တော်တောင်းခံလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါနေဝင်သွားတဲ့နော်နေ့လေးတွေကိုကြည့်ရင်လို့ဗျာဘာပဲဖြစ်ဖြစ်အဲဒီ၃ယောက်ဟာကမာမြေကြီးอ่ะ လက်ခံမဲ့၃ယောက်တော့မဟုတ်ဘူးကျင်းနေတယ်သူတို့၃ယောက်မရှိတော့ရင်ကဘာမင်းကြီးဘလို့ตายရနေတယ်ဆိုတာကိုမသိတော့ဘူးအဲအဲ့လိုမျိုးသူတို့၃ယောက်ခံစားသွားရမယ်ကဘာမင်းကြီးตายဖို့ကဘာမင်းကြီးပြုပြင်ပြောင်းလဲဖို့ကဘာမင်းကြီးပေါ်မှာရှိတယ်ပြည်သူပြည်သားတွေအားလုံးပျော်ရွှင်ချမ်းမြေ့စေဖို့ယူကရိန်းတမရာကြီးရေလှုပ်လိုက်ပါ လှုပ်လိုက်စမ်းပါလှုပ်လိုက်စမ်းပါဒီကနေ့တရမာယူအားကိုးပါလေဗျာဟုတ်ကဲ့ပါဒီနေ့ကတော့ကျွန်တော်တရင်လေးကိုကျွန်တော်ဒီညလေးပဲကျွန်တော်နှစ်သိခွင့်ပြုပါအဲဒီပြင်တရင်လေးတရင်လေးကကျွန်တော်တို့အဘအစီအစဉ်မှာကျွန်တော်တို့ဆရာသပည့်တွေပြောကြမယ်ကျွန်တော်ရဲ့စိန်သီးစပီကာတခုပြီးဆုံးတိုင်းတခုပြီးဆုံးတိုင်းတခုပြီးဆုံးတိုင်းမှာကြ བྱ ာလေးနဲ့ကျွန်တော်ပြီးဆုံးနေရှိပါတယ်ဒီနေ့ကျွန်တော်ရဲ့စိန်သီးစပီကာမှာရွတ်ဖတ်မဲ့ကြ བྱ ာလေးရဲ့ခေါင်းစဉ်က လူငယ်တွေရေးတဲ့တမိုင်းကောင်းလိုက်တာဗျာလူငယ်တွေရေးတဲ့တမိုင်းဒီကဗျာလေးကိုကလောင်သွားထက်ထက်နဲ့ရေးသားခဲ့တဲ့သူကတော့တပည့်တပုံလေးဟုတ်ကဲ့ပါကလောင်သွားထက်ထက်နဲ့ရေးသားခဲ့တဲ့တပည့်တပုံလေးကြီးကျွန်တော်ရဲ့စိန်နီးစပီကာမှာဆရာရဲ့ကဗျာလေးကိုရွတ်ဖတ်ခွင့်ပြုပါလို့ကျွန်တော်ဒီနေရာနေပြီးတော့ကျွန်တော်တောင်းခံပါတယ် ကြပြလေးရဲ့အမိကလူငယ်တွေရေးတဲ့တမိုင်းလူငယ်တွေရေးတဲ့တမိုင်းပန်းနိုင်ရောက်ဖို့တောင်းနေခွကြတယ်တော်လန်ရေးကိုနှစ်တဦးရဲ့အတာຫນွေကဘရောက်ပန်းတွေနဲ့ဂုံပြုခဲ့ကြတယ်တို့မြန်ပြီးစစ်ခွေးကင်းစင်ဖို့တွေးနဲ့တမိုင်းရေးထိုးကြစို့မအားနဲ့လူငယ် ြိုမဖြစ်ရအောင်လို့ဒီတချီသွေးတစ္ဆာစုတိုက်ပွဲဝင်ကြစို့မင်းတို့စစ်ခွေးရဲခွေးအခွင့်ရေးသမားတွေလို့ငါတို့တော်လှန်ရေးသမားတွေကဘာအခွင့်ရေးမှမလို့ပြည်သူဒီသာအမိပြည်သူဒီသာအဖမို့ပြည်သူမေတ္တာပဲလို့တိုက်တွေကားတွေမလို့ငွေတွေဂုံတွေမလို့ ငါတို့လူငယ်တော်လည်ရေးသမားတွေအတွက်ပြည်သူမြစ်တာပဲလို့တမိုင်းတွင်မဲ့လူငယ်အယူကွက်ကိုမှတ်မှုကွယ်ပါရာမော်ရာဂျိုင်လိုကော့ဘရာဂျဲနဲ့ကျဲလဲပြင်းအောင်ပြင်းသေးတယ်ငါတို့တွေးနဲ့တမိုင်းကိုရေးမယ်ငါတို့ချွေးနဲ့နိုင်ငံတည်တိဆောက်မယ်ပန်းနိုင်ရောက်ရင် ေါင်းတွေကြကြမယ်လက်တွဲညီညီတိုက်ထုတ်ကြမယ်ပန်းနိုင်ကိုရောက်ကိုရောက်ရမယ်တရားတော်စစ်နိုင်ကိုနိုင်ရမယ်ငါတို့လူငယ်တွေတမိုင်းအစ်စ်ရေးထိုးကြမယ်လေးစားပါလေတပိတဘောကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းပါစေကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ ကျွန်တော်တို့မြန်မာနိုင်ငံကြီးအမြန်ဆုံးဘေးမတန်းဖြာဝေပါလို့စုမုံကောင်တောင်းလိုက်ပါတယ်ခင်ဗျာအာ